ရမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရမ်းပြည်နယ်ရှေ့ပိုင်းမွေးမြူရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံမြို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသအတွင်းတားငါးပူလုံစည်ရေးအတွက်မေလ28ရက်မွန်လွဲတနာရီကကျိုင်းတုံမြို့အစိုးရဖွဲ့ခေမရရိတ်သာရှိအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။တွေ့ဆုံပွဲတွင်ရမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကမြန်မာနိုင်ငံသည်စိုက်ပျိုးရေးမွေးမြူရေးကိုခြေခံသည့်နိုင်ငံဖြစ်ပါကြောင်း ရှမ်းပြည်နယ်၏ဒေသဝန်ဆောင်ဖူလုံရေးအတွက်စိုက်ပျိုးဧကကိုတိုးချဲ့စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်းနိုင်ငံတော်အနေဖြင့်အမျိုးသားရည်မှန်းချက်နှစ်ရပ်ချမှတ်ကစားရေးရိတ်ခါဖူလုံရေးနှင့်တိုင်းပြည်သားရာဝပြောရေးအတွက်ဖြစ်ပါကြောင်းရှမ်းပြည်နယ်တွင်ဝန်ဆောင်ဖူလုံရေးအတွက်စဘာစိုက်ပျိုးရေးတွင်ပူရှင်လျက်ရှိပါကြောင်းစီစားသုံးမှုတွင်လိုအပ်လျက်ရှိပါကြောင်းပြည်သူများစားသုံးသည့်ဝက်စိတ်ကျက် အမဲငါးတို့သည် မွေးမြူရေးဆောင်ရွက်သည့်အခါဒေသတွင် ဖူလုံမှုအားနည်းနေသေးပါကြောင်းခရိုင်လိုက်ရှိလူရည်ဖူလုံမှုရရှိစေနိုင်ရန်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းဖူလုံမှုရရှိအောင်ထုတ်လုပ်ရာတွင်သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကဏ္ဍအလိုက်လုပ်ငန်းရှင်များကိုတွန်းအားပေးမှုပံ့ပိုးမှုများဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလိုအပ်ပါကမွေးမြူရေးစုံ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်းမိမိဒေတာတွင် မွေးမြူရန်မြေနှင့် လုပ်ငန်းရှင်များရှိပြီးအခက်အခဲများရှိပါကနိုင်ငံတော်မှာ MSME ချေးငွေများရှိပါကြောင်းလူဦးရေထူထပ်သောကျိုင်းတုံတာချီလိပ်မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်မွေးမြူနိုင်ရန်အတွက်ကျိုင်းတုံဒေသတွင်မြေနေရာများကိုရှာဖွေလျက်ရှိပြီးလုပ်ငန်းဆောင်ရွက်လိုသည့်လုပ်ငန်းရှင်များကိုဖိတ်ခေါ်လျက်ရှိပါကြောင်းတာချီလိပ်ဒေသတွင်လည်းရှာဖွေဆောင်ရွက်လျက်ရှိပါကြောင်းစားသောက်ကုန်လုပ်ငန်းများသည်စိုက်ပျိုးမွေးမြူရေးကိုအခြေခံမှကြောင်းလုပ်ငန်းရှင်များအနေဖြင့်အကြံပြု၍ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးကြရန်ပြောကြားပါသည် ထို့နောက်ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြည်နယ်ဦးစီးမှုဒေါက်တာဝင်းစင်မောင်က မွေးမြူရေးစုံများဖော်ထုတ်ရာတွင်တတိပြုရမည့်အချက်လက်များရှင်းလင်းပြောကြားခြင်းနှင့်ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးမျိုးနိုင်ကငါးမွေးမြူရေးဆိုင်ရာကိစ္စရပ်များရှင်းလင်းပြောကြားပါသည်။ဆက်လက်၍တက်ရောက်လာသည့်မွေးမြူရေးလုပ်ငန်းရှင်များမှအထွေထွေဆွေးနွေးတင်ပြကြပြီးပြည်နယ်ဝန်ကြီးချုပ်ကဆွေးနွေးတင်ပြချက်အပေါ်လိုအပ်သည်များဖြည့်ဆွက်ဆွေးနွေး၍ သက်ဆိုင်ရာဌာနများနဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။